All right မင်္ဂလာပါကျွန်တော်မြန်မာစကားမှလည်းဒီအာ pronunciation ဆိုတာရှိရဗျာမြန်မာစကားကိုပီပီတတပြောတတ်ဖို့ဆိုလို့ရှိရင်အဲ့ဒီ pronunciation တွေကိုမှတ်ထားဖို့ကိုပဲပေါ့နော်အဲ့ pronunciation တွေကိုတတိထားပြီးပြောအတန်ထွက်တတ်ဖို့လိုပဲအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်သိလာရတယ်ဆိုတာကလည်းအာ voice over project တခုရှိတော့ကျွန်တော်အတန်သွားသွင်းနေတယ်အဲ့မှရှိရကျွန်တော်ကိုအတန်ထွက်ပြရပါဒီဒီညရဲ့ဒီလိုထွက်ရမယ်ဒီညရဲ့ကတော့ဒုံးမမရဘူးဒီညရဲ့မှာဒီလို ဖတ်ပေးရမယ်ဆိုပြီးပြောပြပေးရအခုတရားရှိရပါတော့အခုဆိုတော့အဲအဲ့ကွာနည်းနည်းကျွန်တော်ညံလင်းဖွင့်ပေးလိုက်တာပေါ့ကျွန်တော်လည်းအချိန်တော့အားမပေးခဲ့ဘူးဥပမာဗာမျိုးကြီးလဲဆိုရင်မြန်မာစကားမှာတန်ပြင်းနဲ့ထွက်မယ်ရယ်ဆိုလို့ရှိရင်တန်ပြင်းနဲ့ပဲထွက်ပေးရမယ်ရေးထားတာဘလူရေးရေးပေါ့နော်ဘလူပဲရေးထားရေးထားဒီညာကတန်ပြင်းနဲ့ထွက်ပြန်တန်ပြင်းနဲ့ထွက်မြန်မာမှာသိရမလားရေးရောအမှန်ထွက်တော့အတန်ပါရှိရကဒီထိုင်စပါလို့ရေးထားစရပါနော်စံစပါအဲ့မဲ့တကယ်ထွက်ရင် စံစပါဟုတ်နော်စံပင်ဆိုလို့ရှိရင်လည်းစပင်အဲ့မျိုးပဲပေါ့နော်သူ့ကိုငါ့ကိုပြောလို့ရှိရင်လည်းသူ့ကိုငါ့ကိုအဲဒါတန်ပြင်းနေတယ်ပဲထွက်အဲသွားကြရအောင်ဆိုလို့ရှိရင်သွားကြရအောင်သွားကြရအောင်ဒါမျိုးပဲပေါ့နော်အဲဒီလိုမျိုးအရာရှိတယ်နောက်အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်မမေ့ရပါတော့အဲသွားပြီးတွေးမိရတဲ့အရာတစ်ခုရှိတယ်ပါလဲဆိုတော့ ကျွန်တော်လွန်ခဲ့တဲ့နှစ်တွေတုန်းက customer service လုပ်ခဲ့တော့အဲဒီ customer service လုပ်တော့ပေါ့နော် customer တယောက်ဖုန်းလာတယ်ကျွန်တော် call center အဲ့တော့ကျွန်တော်တို့ရဲ့ show showroom ကနေပြီးတော့မှရှိတယ်အဲ Navy တော့အင်္ဂလိပ်လိုစလုံးပေါင်းဟာ TAW နဲ့မဟုတ်ဘဲ ਨੇ DAW ဖြစ်နေအဲ့တော့အဲ customer မစီမဆိုင်ဘာဟိုဟွာဖြစ်သွားလဲဆိုတော့ဟိုဘလိန်သွားလဲဆိုတော့မင်းတို့ကဘာလို့လဲစလုံးပေါင်းကြီးကို Navy တော့ တော်ဘောနော် TW နဲ့မပေါင်းပဲဘာလို့ DW နဲ့ပေါင်းတာလဲဆိုပြီးတော့ဗာလာပြီးအပြစ်တင်သွားတယ်ဗောနော်အဲတော့ကတော့ကက်ဆမာကိုပြန်ပြီးကိုက educate လုပ်လုပ်ချင်တော့ပြန်ပြီးတော့ဟိုပြန်ပြီးတော့ပြန်ညင်းချင်တယ်ညင်းချက်တွေထုတ်ချင်တယ်ဆိုပေမဲ့ဒါအလုပ်ဆိုတော့ business နဲ့ personal နဲ့သွားရောလို့မရဘူးဗောနော်အဲတော့ကကျွန်တော်ကပြောချင်ခဲ့တာဒါဗာလဲဆိုတော့ဗျာမြန်မာစကားမှာလည်းမြန်မာအတန်တွေကိုအင်္ဂလိပ်လိုအတန်အတန်တွက်နဲ့ဖလှယ်တဲ့ခါကြလို့ချင်းနိုင်ငံသားတွေရဲ့ criteria ရဲ့ပေါ့နော်သူတို့ standard တွေကိုဝင်အောင်လို့ ဟောတကယ်အတန်ထွားရတဲ့အတိုင်းကိုသူတို့ရဲ့ alphabet တွေနဲ့ပြန်ရေးပြလိုက်ရတာမျိုးရှိတယ်။ဥပမာ Mendeley Mendeley ဆိုလို့ချင်းတောင်ဝင်းနဲ့ပေါင်းတာ Manta လေးလို့ကျွန်တော်တို့ဘယ်သူမှအင်္ဂလိပ်လိုမပေါင်းဘူး။အင်္ဂလိပ်ကြီးအတန်ထွက်လို့ရအောင်ပါလား Mendeley လို့ပဲပေါင်းတယ်ကွာ။ Manta လေး Mendeley လို့ပဲပေါင်းတယ်။ဒီအိမ်နဲ့ပဲပေါင်းတယ်ကွာ။နော် MENDALEY ပါရန်ကုန်ဆိုလို့ရှိရင်လည်း YNG1 ဂုံပေါ့နော်ရန်ကုန်ဒါမှမဟုတ်ရန်ကုန်အဲ့လိုပဲပေါင်းကြတယ်ရန်ကုန်ရန်ကုန်အဲ့လိုပဲပေါင်းတယ် ဘသူမှ KOND ကုံခုံနဲ့မပေါ့ဘာလို့သူတို့စကားမှာကဆိုတာမရှိဘူးခပဲရှိရဲ့အဲ့ခါကြရကြတော့အတန်ချင်းဖလေခါကြရင်တသက်နိုင်တက်နိုင်မာပကူပကူဆိုလို့ရှိရင်ပဲကူလို့မပေါ့ဘူးများ BAG ကိုပကူပဲပေါ့တယ်ပကံဆိုလို့ရှိရင်ပုကံပကံလို့ပဲပေါ့တယ်နော်ဟုတ်နော်အဲ့နေဗီဒေါ်ကိုလည်းဘာကြောင့်အဲ့လိုမျိုး D နဲ့ပဲပေါင်းတာအမှန်လေဆိုတော့နေဗီဒေါ်ဖြစ်နေလို့ကြာတော်လို့ ရေးရဆိုရင်ကျွန်တော်တကယ်တမ်းမြန်မာရေးအတန်ထွက်လို့ရှိရင်ဒေါ်လို့ပဲဖတ်ပါလားနေပြီးတော့နေပြီးဒေါ်လို့ပဲဖတ်တာပဲနေပြီးတော်လို့ဘယ်လိုမှမဖတ်ဘူးမဲ့အဲ့ T A W နဲ့ရေးလို့ရှိရင်နေပြီးထော်ဖြစ်သွားမှာသူတို့အင်္ဂလိပ်အတန်ထွက်လို့ရှိရင်ထော်ဖြစ်သွားမှာပဲအဲ့တော့ D A W နဲ့ပဲပါအားမျိုးကြီးပေါ့နော်အဲ့တော့ကတော့ကိုလည်းအဲ့လိုမျိုးပျံခြင်းနဲ့ထုတ်ခြင်းနဲ့ဒါပေမဲ့အကိုလိုအပ်ဆိုလို့ရှိရင်တို့မန်တလေးကိုဘာလို့မန်တလေးလို့မပေါင်းတာလဲကိုကပြန်ပြီးတော့ငိုတူးပြီးတော့ဆာကတ်စတစ်ဖြစ်ပြီးတော့ပျံပြောခြင်းနဲ့ဒါပေမဲ့ မပြောခဲ့ပါဘူးကျွန်တော်အလုပ်ထုတ်ခံရပါတယ်ပြင်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီဟာတွေက vice over project လုပ်ရင်းတည်လာပါတော့အဓိကအပြင်အဲ့လိုစာအုပ်တွေအတန် ebook တွေကိုကောင်းကောင်းမွန်မွန်အတန်ထွက်ပြမဲ့သူတွေအတန်အတန် drop ပေါ့နော်မြန်မာ pronunciation တွေမှန်အောင်ကြတော့ဒါတွေအထူးဂရုထားပြီးတော့ပြင်ဖို့လိုပဲဗျအာဥမာ ebook တွေဖတ်ပြတာမျိုးအာ voice over လောက်တာမျိုးဒါမျိုး dubbing လုပ်တဲ့ဟာမျိုးတွေ ီလို့ရှိရင်ဒီတင်းဆောင်မားတွေကိုအတန်ပြန်ထွက်ပြတာမျိုးတွေပေါ့နော်အဲ့လိုမျိုးအဲ့မျိုးတွေမှာလုပ်ပဲဆိုလို့ရှိရင်ဒီလိုအတန်ထွက်အတန်ထွက်လေးတွေကိုမှဲ့အောင်ဖတ်တက်ဖို့လိုပဲဗျအာကျွန်တော်လည်းအဲ့ဒါလက်တလောမှာတလောကလောက်မှာတိပါဆိုတော့ဒါလေးကိုကျွန်တော်လည်းဉာဏ်လေးပွင့်သွားလို့ live share လုပ်ခဲ့ရအဲ့တခုတော့ရှိတယ်ကျွန်တော်လည်းအခုချိန်ထိတရတရမပြီးသေးဘူးပြီးတော့ဝါဆွဲနဲ့အတန်ထွက်တွေကျွန်တော်လည်းအခုချိန်ထိမပြီးဘူးမှဘယ်လိုမျိုးလဲဆိုတော့မွေးဖွားတာတော့ပါ အဲ့လိုစာမေးပွဲဆိုလို့ဆိုတလုံးချင်းစီပြောမှပြရလို့မြန်မြန်ပြောလိုက်ရှင်အတန်းလုံးအောင်စာမေးပွဲစာမေးပွဲအဲ့လိုစာမွေးပွဲပဲဖြစ်သွားပါဗျာဝက်ဆွဲရည်နဲ့ဆိုကျွန်တော်လုံးမသိဘူး